နေရာဆိုလို့ရှိရင်ပွဲတော်ရဲ့9ရက်မြောက်နေ့ပဲဖြစ်ပါတယ်ခင်ဗျာအခုရောက်ရှိနေတဲ့နေရာကတော့ချမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမြို့အဝေးယာကောင်းတာယာမီးပုံမြန်ကွင်းကြီးထဲမှာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်ပြိတ္တတွေကကွင်းလုံးပြည့်စီကားနေရာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ကံမောစာအဖွဲ့သားတွေရဲ့မီးပုံညမီးကြီးမီးပုံမြန်ကိုလွတ်တင်မှာပဲဖြစ်ပါတယ်ခင်ဗျာအခုတွေ့မြင်နေရတာတော့မီးပုံမြန်လွတ်တင်ရန်အတွက်အဖွဲ့သားတွေပြင်ဆင်နေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ

အခုဆိုရင်ညမြကြီးမိဘုံများဆိုရင်လှပစွာကောင်းကင်ရံကိုလွတ်တင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာအပွဲသားတွေအားလုံးကလည်းပျော်ရွှင်စွာကခုံမြူးတူးနေအောင်တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီညရဲ့ပထမအဆုံးမိဘုံများတစ်လုံးပဲဖြစ်ပြီးတော့မိဘုံများနဲ့အများကြီးလွတ်တင်ရန်ရှိတဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ